ကြည့်ရတော့မယ်ဆိုတော့ land down လေးကနေပြီးတော့အားလုံးကိုတော့ကြိုဆိုလိုက်ပါတယ် Falcon AI ဒီအချိန်မှာတော့တယောက်ကို match point points တွေရယူထိုင်နေပဲဒီ game number 3 leading point တစ်ခုတော့ဘယ်အသင်းကစတင်ပြီးတော့ဦးဆောင်သွားမှာလဲဆိုတာတော့စတင်ပြီးတော့ပဲကြည့်ရှုရတော့မှာပါဟုတ် black ဆိုတော့ဒီဒီပဲဂျန်ကေစုံလေးကိုပြေးဝင်လာတာဆိုတော့ညာလေနောက်တော့ပြန်ပတ်ထားတဲ့ပီနီပြစ်တော့ပြပေးနေတော့မယ်ဆိုတော့ညာလေနောက်မှာတော့ဓာတ်ရှောက်တွေပြန်ပြေးတဲ့ black နေတော့ escape ဖြစ်သွားခဲ့ပါတယ်ဒီဆန်ရှင်းလေးကတော့ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်ပဲပေါ့နော်အဲ့တော့တစ်ဖက်ကနေပြီးဒီအချိန်မှာကျွန်တော် dash ရဲ့ e session ထပ်ပြီးတော့ကြည့်ရမယ် yuri အနေနဲ့က join ပြန်လည်ပြီးတော့ လာခဲ့ရတယ်ဗျာ jungle pattern တွေကို rotation တွေကိုတော့ကျွန်တော်တတဲ objective မတိုင်ခင်မှာတော့တိတ်ပြီးတော့မြင်တွေ့ရမှမသိဘူးလို့အရင်ကမမျှော်လင့်ထားဘူးနော်ဟုတ်တယ်အဓိကတော့ကျွန်တော် dash နေနဲ့လည်း family လိုတဲ့ hero ရည်သရှင်းခိုင်ထားဖြစ်သလိုဘီနီပြန်ပြစ်နေတယ်မ PA7 HQ တော့ပြန်လုတ်ပေးထားပါသေးတယ် 别骂了，咱们李老婆抓到了发光点，你找小数做了几个几里面，第一个四分三了，就 EHB match 啊，别，哦 <music>，完了，就 Hugo 呢，他 match 都还没 match 的酷了，所以要四分三的，比较 triple match 难做的，崩人太酷嘛，leader 很强的，老天爷，老老奶奶，别说你阿妹，他比他，他比谁个，比他，这还么给 A 级的呢阿罗，巴斯拉，沙尼庙，别压力开，别撇牌。哦，变 P 型步，就在这速度伢嘞，学会了拆嘛了，Hugo 变 P 了，这功夫玩的，这崩人牛，神奇的呢，找小的阿 leader，变的肉妹，速度伢嘞阿 leader，哪个说咱这个变发不差哇的？ ်ဘီလီနဲ့ရိန်းဆိုတဲ့အနေအထားတစ်ခုမှာတော့ဆန်ဂျီအတွက်ကတော့ဒီအချိန်မှာကောင်းကောင်းကြီး pressure ပေးနိုင်တယ်လို့ lane freezing အပိုင်းကလည်းတော်တော်လေးတော့အဆင်ပြေနေရပြဒီအချက်ကတော့ AI အနေနဲ့တော့လာပြီးဖက်ကကြည့်ပေးမလားဆိုတော့ကြည့်ရမယ်လောစီကတော့နှစ်သင်းလုံးပေးမှာ dominate လုပ်ဖို့အတွက်ကတော့စေးစားနေထပ်ပြီး2 man mighty swing ပေးလိုက်ကြပါ PA7 လွမြောင်းအောင်တော့ကျိုးထွက်သားသေးတယ်ဆိုရင်တော့ dash shot card ချမ်းနေရတော့ပြန်လည်ပြီးတော့ပြအသုံးဆက်ပေးလိုက်ခဲ့ပါဘယ်ကော e-sport 1 minute 2k နဲ့အတူပဲပွဲတော့စားပြီးတော့ဖွင့်ထားတယ်လို့ပြောရမှာပြ jury rotation နေတော့တောက်ချောက်ချဖို့ကျိုးစားရဆိုတော့ညာလေ hugi ရတဲ့အပိုင်းချားတွေတော့ကျွန်တော်တို့မမြင်ရသေးဘူးဗျအောင်လုံးမပြောင်းကြည့်မယ်ဆိုလို့ရှင်လေ left lane face မှာတော့ရရှိသွားပြီးဘက်ကကြပြီးတဲ့ပုံစံမျိုး famisher နဲ့ပုံစံမျိုးတော့မြင်သားရတယ်။ data fight ဒီမှာပဲအတီးကြချားကြမဲ့ပွဲစဉ်တစ်ခုလို့ကျွန်တော်တို့သုံးသပ်မှာပဲဗျာ။ ။ OBR ကတော့တော်တော်ကြီးတော့ power spike တော့ဖြစ်မယ်ပေါ့နော်။ Doubt Objective 5 team မှာတော့အဲ့တော့ဒီအချိန်မှာကျွန်တော် AI combination link up play တစ်ခုတော့သွားပြီးကြည့်ရမယ်။ Black တောက်လျှောက်ကြည့်ထားတဲ့အချိန်မှာ dash ကြောင်းတော့ရုံးထွက်တာ5 base ။ Yuri ရောင်းတော့ Doubt Objective ကိုတော့ယူထားပါသေးရဲ့ဗျာ။ Yuri ဒီဘက်ကတော့ရောက်လောက်ကြားထဲမှာ resolution အကောင်းဆုံးကိုပေါက်ပြသွားခဲ့တဲ့အနေထားတစ်ခုဗျာ။ရှိမှလည်း Black အနေနဲ့အသက်ဆုံးရှုံးခံပြီးတော့ base နဲ့ထောက်ပေးထားတယ်ဒီအချိန်မှာတန်သွားတယ်လို့ပဲကျွန်တော်ပြောရမယ်ဗျာ။ ဒီ Rocky Jungle Yuri ဒီအချိန်မှာတော့သူ့ရဲ့ reputation scale တွေတစ်ဆင့်နဲ့တစ်ဆင့် improve ဖြစ်လာတော့တော့တောက်လျှောက်စုလို့တွေးနေရတယ်အလီတာပုံမှန်တယောက်ထဲကတော့ဖြစ်သွားခဲ့ပြီနောက်မှာတော့ backer down နဲ့သူပဲ fair con အလီတာကတော့စတင်ပြီး take down လိုက်ပြီဗျာအလီတာအပေါ်မှာ Yuri ပေးထားတဲ့ပုံစံအရတော့ EN Esports တို့ရုံးခဲ့ရတော့ခက်ခဲလာမယ့်ပုံစံတွေဖြစ်ဖြစ်နေတော့ဖြစ်လာနေပြီ 2 minute 4k နဲ့အတူပဲဖေကွန် e-sport အာလီကလေးကြီးမှာတော့သူ upper hand ကိုရအောင်ယူထားနိုင်တာမျိုးတွေ့ရပါတယ်ဖေကွန်အတွက်ကတော့ fan base တွေတော်တော်ကြီးတော့ကျွန်တော်ရှာဖွေရမယ်နေထားပေါ့နော်ဒါပေမဲ့ဒီလိုမျိုးနေထားတစ်ခုကိုတော့အာလီ timing မဲရတော့သွားပြီးတော့ရွာခဲ့မယ်ဆိုရင်တော့ AI အနေနဲ့ကပြန်လည်ဖြည့်ရှင်းဖို့အတွက်ကတော့မလွယ်ဘူးဒါပေမဲ့ leader ရဲ့ချောင်းအနည်းအားဖြင့် performance ပြခဲ့တဲ့ leader ရဲ့ချောင်းပေါ့နော်ဒီချောင်းတယောက်ကိုတော့ကျွန်တော်ကြည့်ရင်သေးတယ်ဟုတ်တယ်ချောင်းအနေနဲ့တော့ကျွန်တော်ပွင့်လင်းပြောရလို့ရှိရင်ကျွန်တော် main timing လောက်မှာတော့သူချအစွမ်းစားရစပြီးမြင်ရဖို့ရှိမယ်ဒါပေမဲ့ lane phase မှာတော့ melody hero ဖြစ်နေတဲ့နေထားတစ်ခု rain နဲ့ပြန်ပြစ်နေတဲ့နေထားမှာတော့ထိန်းရတော့ခက်နေတယ်ဗျ crazy rotation င်း warrior လည်းတိကျသေးတဲ့အနေနဲ့ပဲ yuri family battle တဖြည်းဖြည်းနဲ့တော့နောက်ကျနေပြီဗျာ yuri ကိုတော့သွားပြီးတော့နှောက်တော့နှောက်နေရဗျာအနေထားကတော့ fagon အနေနဲ့တော့အပေါ်မှာတော့တော်တော်လေးငြိမ်းစိန်နေတဲ့ပုံစံမျိုးလေးကိုတော့သွားပြီးတော့တွေးရတယ် esg matchup combination တွေတိတ်အများအစားကြီးမတွေးရတဲ့အလျောက်မှာတော့ဘောဆမ်ကြီးပြေတော့ကြီးနေပြီဆိုပေမဲ့လို့ဘလုံးမလွတ်ထွက်ဖို့အတွက်ကတော့မဖြစ်နိုင်တော့ဘူးဗျာအလီဒါတကယ်ကိုပိုင်နေတဲ့ speaker စီးနေတဲ့အတူပဲ hiyuki ယူပြသွားခဲ့တဲ့အနေထားတစ်ခုပါပဲဆမ်ကြီး family ကိုတော့ပြန်တင်မတော့ရတော့မယ် fagon esport ရဲ့ rating တွေနောက်ပြီးတော့အသက်ဆက်လာဖို့လုံနေတဲ့အနေထားတစ်ခု လောတာတယ်ပေါ်လာဘူးတော့စက်က30ပဲလို့ပါတော့တယ်။ဟုတ်ပြီကြည်နေပြီ black ချောက်ချောက်ကြားထဲမှာ bandy အနေနဲ့ရောင်းတော့ပြေးထွက်ထားသေးရဲ့ဗျ flicker လေးတစ်ခုတော့ပေးဆက်လိုက်ရတယ်ဆိုတော့တာတယ် objective မှာ chain နေပေါ့ဘူး bandy အနေနဲ့ flicker တော့မရှိတော့ဒါ enemy များတယ် mighty swim alita shampoo လေးနဲ့တော့ရောင်းတော့ထွက်သွားပါသေးတယ်။ဒါ shampoo amu လေးတော့ပြန်ပြထားနေနေပဲကျွန်တော် position လေးစတဲဘူးတော့လုံးနေပြီတာတယ်ဖက်ကတော့လာတော့မှာဗျ black ရီကောလေးတော့ပြေးတော့ထောက်ထားတော့မယ်တော့မှတော့ဒါရီကောထောက်နေတဲ့ case နေတော့ပြန်ဖြတ်ခံထားတဲ့အချိန်တခုမှာရာသလောက်တော့အချိန်တွေဆွဲနေရလို့ပဲကျွန်တော်တို့သုံးသပ်မယ်ဗျာဘယ်လဲဆွဲတွေကိုပြန်ပြီးကြည့်မယ်ဆိုရင် AI ဘက်မှာတော့အကုန်လုံးအပြည့်ရတော့ရှိရဗျာတော့မှတော့ Sanji အနေနဲ့ကတော့ cooldown လေးတွေတွားပြီးကြည့်ရမယ် Bandy အနေနဲ့လည်း flicker မရှိတဲ့ timing တခုကို AI အနေနဲ့ကောင်းကောင်းကြီးတော့သိတယ်ဆိုတော့တတဲ့ objective fight တခုဒီအချိန်မှာ fair ကိုအသိအနေနဲ့ position စာပြီးတော့တန်နေတဲ့အလျောက် black line ကိုတောက်ချောက်ကိုလိုက်ပြီးရှာနေတယ် တွေ့သွားပြီးထပ်ပြီးတော့ wide shot ပြီးတော့အချိန်မှာ bucket ကလုံးဝအပြည့်ဆိုရင်မကျွရီ dash ကို taken down စတင်ပြီးတော့ရလိုက်ပြန်ပြီဗျာ Yuri တောက်လျှောက်တော့ပြေးပြနေဆန်းဆန်းညားလဲနောက်မှတောက်လျှောက်ကို kd ပြန်လိုက်လာနေနေထားတခုဗျာရအောင်မလား WHB လောက်နဲ့ပြန်ပြေးပြနေရဲ့နေထားမှာတော့ဒုံမြောက်သွားဖို့တော့များနေပါတယ်။ဘာမှလည်း desk ကချထားခဲ့ရဆိုတဲ့အတွက်ကြောင့်တစ်ဖက်ကနေပြီးတော့ Falcon အနေနဲ့ကတော့ target objective ကို rush လို့အတွက်ကတော့အရင်ကတော့မလွယ်တော့ဘူး။ Yuri အနေနဲ့ကရောင်းလွတ်ထွက်သွားတယ်ဆိုတဲ့အချက် တော်တော်လေးတော့အဆင်ပြေသွားခဲ့တယ်ဒီလိုမျိုးအင်းသက်တရလေကိန်းကြိုင်တော့ဖဲကွန်ဘက်ကိုကစားတစားစီထိခိုက်လာနိုင်မလားဆိုတော့ကြည့်ရမယ်ဖဲကွန်နဲ့ဒါတော့ကျွန်တော်ဒီတားသေကလေးနဲ့ပဲ KA စကိုတော့ physical damage ကိုပြတ်သွားခဲ့မှထင်တာဗျတစ်ဖက်မှာလည်း death started objective ကိုတော့ရောက်အောင်ယူထားပါသေးတယ်ဟုတ်တယ်ဒါတဲ့ objective ကိုတော့လက်လွတ်ပေးလိုက်ရင်းနဲ့ပဲ AI esport သူတို့နေနေတော့ lane phase မှာပြန်ပြီး focus ထားမှအချိန်တော့ရောက်နေပြီ black နေနေရလည်း channel ဆုံးခေါင်းတိုးဖို့တော့မလဲဘူးလို့ပြောရလိမ့်မယ်ဗျ fengon esport ရဲ့ main domination နေရတော်တော်လေးကြီးမားနေတဲ့အရာကိုလည်းတွေးရတယ် ပြခုပြခုစော့ကစားနေတဲ့ဖဲကွန် e-sport ရဲ့ timing နဲ့ကို AI e-sport အနေနဲ့လုံးထွေးပြီးဝင်လာဖို့အခက်အခဲရှိနေတဲ့ပုံစံတစ်ခုဗျာ။ပချေပိုင်းဆိုင်ရာမှာလည်းသွားပြီးတော့အားပြိုင်နေရပါဘောနော်။ KH အနေနဲ့ကလည်းတောက်လျှောက်ဆိုတဲ့တစ်ဖက်က information တွေပြင်ပေးနေတယ်လို့ Black ကလည်းတစ်ဖက်က position တွေကိုတော့ line line ပြီးတော့ sharp ပေးနေတယ်။ဒီအချက်တွေကတော့ကျွန်တော်ဘသူစပြီးတော့ပဲလက်ဦးမှုရယူဝမ်းမလဲဆိုတော့ကြည့်ရမယ်။ micro macro တွေတော်တော်စကားပြောမယ်။ gain number 3 moment မှာတော့နှစ်သိန်းလုံးအနေနဲ့ကတော့လုံးဝအမားကန်လို့တော့မဖြစ်ဘူး။ Yuri တယောက်တည်းပဲကျွန်တော်ပြမဲ့ forward သွားခဲ့ခဲ့ပါသေးရဲ့ဗျာ။ Yuri နောက်တော့ပြန် forward ထားတဲ့အနေထားပါပဲ။ Elita အနေနဲ့ lane pushing နဲ့အတူပဲ fan ပြီးတော့ပြန်ရှာ Donnie Day. ဖေကွန် e-sport အနေနဲ့လည်း domination လုပ်ဖို့အတွက်စ조사နေတဲ့အရာတွေကဒီချိန်မှာတော့အရင်အစဉ်ပြေနေရမျိုးတော့မတွေ့ရသေးဘူးဆိုတော့ Hiroki 3ပေါင်းလောက်တော့တားတယ် Family 1000လောက်တော့တားတယ်ဆိုတော့ညာလေဒါဒီပွဲအဆုံးပြည့်ဖြစ်နေတဲ့အရာတခုတော့မဟုတ်သေးဘူးဗျာ Hiroki နဲ့ face to face နေတာတခုမှာတော့အနေငယ်အခက်အခဲလေးရှိနေဆိုတဲ့အတွက်ကြောင့် Messi အနေနဲ့ Dominion Ice ရင်ဆုံးလေးသွားထားတယ်ဗျာတစ်ဖက်မှာလည်း Black အနေနဲ့ Hector Sip ပြီးထားတဲ့အချက်ကတော့ Vanillo Sanchez တို့ Dash တို့ကတော့တော်တော်လေးအနေအများကြီးပြေးဆဲသန်းနေပြီ target ထားခံထားရတယ်ကြားမယ် manipulation လေးနဲ့ပြန်ပြီး damage ပေးခြင်းနဲ့ဆိုရင်မလို့အရင်ကတော့အဆင်မပြေသွားခဲ့ဘူးဗျာ surprise attack နေချာမှာတော့ PA7 3ပေါင်းလောက်တော့မှောက်နေတဲ့အနေဒါတခုပါ ါပဲပွေးလင်းပြောရလို့ရှင်တော့ဖေကောင် e-sport ရဲ့ rotation pattern ပို့ပြီးတော့အလုပ်ဖြစ်တယ်ဒီနှစ်သင်းစီအများရန်တွေးနေကြနှစ်သင်းဖြစ်တဲ့အနေအထားတစ်ခုကြောင်းတော့ rotation pattern တစ်ခုခြေလန်းတလန်းချင်းစီတန်းအရန်အရေးပါတဲ့ပွဲဗျာ as နေတောက်လျှောက်ဆိုလို့ rotation တွေ live ပေးနေကြတယ်မယ်ယူရီရဲ့ left five piece ဒေတာကြတယ်မလို့ shake new ko ပြန်လဲပြမယ်ယူရီရောအဆုံးတန်ပြန်တက်ပေးလိုက်ပြီဗျာ new ko လက်ထဲမှာတော့ hugi ပေးနေရရင်းနေပြီဒီအချိန်မှာ bench ညပြန်ထောက်တာ messi ပြေးဝင်လာပြီ2 2ပြန်ပေးထားတဲ့အချိန်မှာ new ko နောက်တော့အသာလေးပြန် forward လို့ dash နေလေလေးတော့ပြန်စီးထားတယ်ဗျာ back နေနဲ့ဒါနောက်ကနေပြ back gap က တော့ရှင်းနေရဆိုတော့ကောင်းကောင်းကြီးတော့သိရပြဒါပေမဲ့ဒီအချိန်မှာတော့ Falcon နေနဲ့ objective တစ်ခုကိုပဲရယူပိုင်ဆိုင်ပြီးတော့ပဲ target objective ကိုထပ်ပြီးတော့ focus ကုန်မယ်အပေါ်မှာတော့ကျွန်တော်နှစ်ယောက်တော့ရောင်းနေပြ Benny Sanji အလီဒါအနေနဲ့ pressure တော့သွားပြီးတော့များနေဆိုပေမဲ့ Falcon နေနဲ့တော့တိတိတတ်တာကိုတာတော့ tower objective တွေကိုလိုက်ပြီးရှင်းနေရဗျာဟုတ်တယ်အောက်မှာတော့ new code spare band နေနဲ့သွေးတက်ဖို့တော့ကြိုးစားရနေတာတစ်ခု black နေနဲ့တော့ကျွန်တော်နောက်လေးအသားလေးပြန် forward နေနဲ့ Yuri ရောက်တော့လာနေပြီ Magic Patient Black Patient ကြီးမှာ Yuri Retribution ရတော့ white card တိုက်ပြီးလာယူရီပြန်ရောက်တော့ယူထားပေးသေးတယ်ဗျာယူရီရောက်ရုံထွက်သွားသေးတယ်ဆိုတဲ့နောက်မှာ AI နဲ့တော်တော်လေးကိုအစင်ပြေသွားတယ်တစ်ခါတည်းမြန်မက်ဆီ front line ထဲမှာကောင်းကောင်းပြီးတော့တောက်ခတ်နေတော့မယ်ဆမ်ဂျီအရင်ဆုံးတော့ချောင်းခဲရပြီဗျာ dance ရောက်တဲ့ပိတ်ချကြံခဲ့တဲ့ဆွဲချားထဲမှာ AI တက်တဲ့ objective လည်းရတယ် HOK 3កောင်းလည်းပြန်2កောင်းလည်းပြန်လဲပြီးတော့ရလိုက်တဲ့အခိုက်အတန့်ရောတော်တော်လေးကိုအစင်ပြေသွားခဲ့ပြီဗျာ leader သူ့လို့လေးသူလုံးနေနေတယ်ပဲအပေါ်လိုက် inner tower ကိုသွား rush နေတယ်ဒီမှာလည်း black new ကိုတော့ရသားတော့ကိုလိုက်ကြည့်နေတာ level 7နဲ့ level 10ဆိုတော့ညလဲ new ကိုတော်တော်လေးကို three shot ခံထားရတာဗျာဒီဘက်မှာလည်းကြောက်၄ယောက်သေးကို AN အတောက်ဒီ target objective ကိုစိုင်သွားခဲ့ရဗျာနော် leader အနေနဲ့ကတောက်လျှောက်ဆိုသူတို့ power tower position တွေပဲပေးနေတယ်ဒီအရာကတော့ကျွန်တော်ဒီနဲ့မှ one နဲ့ဟိုက three ခဲ့ရတဲ့ leader ရဲ့ chunk play style တွေဟုတ်တယ် leader သူ့ရဲ့ signature play style တစ်ခုပဲဖြစ်လာမလားဗောလေမအပြောက်ပေါ်နေနေနဲ့ပဲသူပေါ်လာတဲ့အချိန်တိုင်းမှာ target တွေတစ်ခုပြီးတစ်ခုပေးနေရသလို UK ဘက် line မှာလည်းအကြဆုံးတွေဖြစ်နေရမျိုးလို့တွေးရဒီနောက်မှဆိုလို့ရှိရင်လည်း Yuri သူကြီးအကောင်းဆုံး moment ကိုကျွန်တော်တို့တွေ့လိုက်ရတာဗျာ knock up ဂျားထဲမှာ retribution ကိုတိတ်တောင်းပေးွားသေးတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်မေးထားလို့တော့မရဘူး messi အနေနဲ့ a stand လုံးလိုက်တာတော်တော်လေးကိုအဆင်ပြေွားခဲ့တယ် pa7 position လွတ်မြောက်နေနေပဲဒီပတဲဒီ ai အတွက် standing point ကိုထပ်ပြီးတော့ရနေသေးပဲဗျ kh တတော်နဲ့ချပေးရပြီးွားခဲ့ပါပြီ။อืมတတော်နဲ့ချလည်းပြီးွားလို့နေယူခု Brio Fighter လည်းပြီးွားပြီ။ Space စားခဲ့ဆိုတော့ညာလည်း Black အနေနဲ့ Flicker လေးကိုပြန်ပေးလိုက်တဲ့အချိန်မှာ Vini ပြန်တော့ stand ပေးထားနေတယ်မှာ Mercy နဲ့အရင်ကတောင်းပေးနေမှာတော့မဟုတ်ဘူး။ The fact ကပြစ်တဲ့ damage ကတော်တော်လေးတော့နားဖို့လိုရှိနေတာ။ 有没有做翻来啊？听我来，各位领先啊！潮流高呢变啊！DJ 嘛，Black 内 K H，老弟嘛，老路内没得说，C 啊没，Leader B O T 嘛，B 瓦给，本来呢你本来给 B O T，老米哟，Triple Massman，Druffy 的飞哥，Frank，本来呢把卡内变啊，Flying 啊，没，Young 的没追啊，变，今晚都拍的，成龙的 Young 哟，United Nations 啊，变 <noise> 啊，没追啊，对，E A is born 呢，历史嘛，Fall 内啊，Damn it，给啊，没 shoot 啊，对 <music>，拿我来，要 B 啊，没 B I，历史的，所以呢，E A is born 呢，变历史没少出现，没历史有的名呢，还在这苦叫呢，不得的，When nobody 的，也在这苦勒成龙的追啊。 လိမ့်မယ်ဗျာဘိုလီဒါမှာတော့အလီဒါထိတ်ဆုံးကနေပြီးဥဆောင်ထားတယ်ဒီကသူ့အနေနဲ့လူမှုဘက်ဒေကွန်ဘိုင်းနေရှင်းတွေတိတ်မ join မင်းနေပဲတာဝါပူရှင်းပိုင်းကိုပဲပို့ပြီးတော့ focus ထားတယ် fan main ပိုင်းကိုပဲပြန်ပြီးတော့ကြည်ထားတယ်ဒီကအိုင်နာဆုံဝိုင်းရဲ့သူ့ရဲ့လေထဲမှာပျောက်သွားနိုင်တယ်ဆိုတဲ့အချက်တွေကိုလည်းမေးထားလို့တော့မရဘူးဗျာအဲ့တော့ Falcon ဒီအချိန်မှာတော့သူ့ရဲ့ shocker လေးနဲ့ပဲတစ်ဖက်က AI eSport ရဲ့ vision တွေတော့သွားပြီးတော့တွေးရှိသွားပြီဆိုတော့အလီဒါရဲ့ position ကိုကောင်းကောင်းကြီးသိတယ်အဲ့တော့ dot objective တကယ်ပဲကျွန်တော် dance တော့မလားဆိုတော့ကြည့်ရမယ်ဗျာလော်နာမှာတော့ကျွန်တော် Falcon e-sport ရှိနေသလို Messi နေနေတဲ့ position ကိုပြန်ပြီးတော့ပဲထောက်ပေးထားတယ်နော်မကွန်စီနဲ့ black ဘလိုက်ကွန်ထရိုးဝင်လာဖို့တော့ကြိုးစားနေတဲ့အနေအထားတစ်ခုပြအပေါ်မှာတော့အလီဒါတယောက်တည်းတော့လိမ့်မရှိတော့ပြန်လုံးနေတယ်ဘလော့မှာတော့မတ်တီဘတ်တရတော့ပြေးစားပါပြီဒီချိန်တင်းကောင်းအောင်လှောက်ထားကြမှာယူရီဖရန့်လိုင်းထဲမှာတော့တယောက်သေးပဲဗျာထွက်ပြီးတော့ပဲကျွန်တော်ဘာရီကိတ်ထားလိုက်ကြမှာဘလက်ဒက်စ်ကိုသွားကြည့်ရကြားထဲမှာဆမ်ဂျီပြန်လေးပြီးယူထားသေးတယ်မက်ဆီအရန်ဝင်းနေတယ်ကြားထဲမှာတော့ဆမ်ဂျီကိုပြန်လေးပြီးရလိုက်တယ်ဆိုရင်မတ်ဖက်ကွန်ဖော်မန်လောက်တော့ကြံသေးရဆိုတဲ့အလီအောင်မှာတပတ်မှလည်းယူရီလော့အော့ဘဂျက်တစ်ကိုပိုင်ဆိုင်သွားခဲ့ပြန်ပြီဗျာအေးအီးစ်ဘောလော့အော့ဘဂျက်တစ်ကိုလည်းရရှိခဲ့ဆိုအပေါ်လမ်းမှာလည်းတောက်လျှောက်ကိုအလီဒါလိမ့်ဖို့ 现在的图片不要说控制了，我教他那些了不？到小时候就摄像机、A P P 啦嘞，所以 A I 给你们推滴滴答答、天天下下一种面对的呀，有不？你老三这些图片，反光的呢，那画面特别有悲伤的呀，我们来说，记一下没？反光的呢，你过到马路上的呀，有不？哎，这些马都过马路上面是路线，那么伊一过黑狗把路上面泥沙又洗咧，反光一过呢，天底下没路线的，所以你得特别注意，干嘛？记得清一点喽。把来控制未来，我多来你有可以比较快一点，赚钱又蛮便宜些吧？咱们来赚钱来他妈赚到皮啦，有不？对，说到银行最来咧。 ထားဒီအချိန်မှာတော့အရန်တော့ထားတော့မထားတော့ဘူးအလီတာပြန်လဲပြပါနောက်သားဖေးလာအကြမ်းဒက်စ်ပြင်းနေခဲ့တယ်ဗျာသွားမှာတော့ကျွန်တော် 4v4 ပြင်းနေတဲ့နေသားတစ်ခုဘလန်နေနေကောင်းကောင်းပြီးတော့ဖလန်လိုက်ကိုရိုးထားတော့မယ်ယူရီဘက်ကဘန်နီတို့ပြေးပြီးတော့ချိန်နေသေးတယ်လော့အော့ဘဂျက်တစ်တစ်ခုမှာတော့ဒက်စ်ထွက်လာပြီးတော့ defend mode အတွက်ကတော့ second 20လောက်အထိကိုကြံသေးတယ်ဗျာဟုတ်တယ် AI ဆိုတော့ online အတူပဲကျွန်တော်ဗဒေလိုက်ဆိုင်တာပြီးတော့မတွေ့ရဘူးဆိုတော့ညာလေဒီအချိန်မှာလဲ elite အောက်လမ်းမှာတော့တောင်းလျှောက်တွေ lane တွေ push နေခဲ့တာဗျာပေါ်လမ်းမှာလဲသူ့ချေရည်ကြီးပဲအောက်လမ်းမှာလဲသူ့ချေရည်ကြီးပဲဗျာ everywhere you go you see 6ောင်းပေါ့နော်6ောင်းနေနဲ့တောက်လျှောက်ဆိုလိုပဲကျွန်တော် power portion တွေကိုလောက်ဒီ focus ထားတယ်ဗတန်ဒီမှာဆိုလဲ objective ဗတန်မှာ leader လုံးဝမပါဘူးဗျသူ့အနေနဲ့တစ်ဖက်က fuck ဒီ falcon ရဲ့ position fireman position အကုန်လုံးတွေ့ွားပြီဆိုတာနဲ့သူ lane ကလေးစင်းကိုစာပြီးတော့လှုပ်တယ်အချိန်မှာတော့ falcon အတွက်ကတော့ဇဝေဇဝါဖြစ်သွားစေတဲ့အချက်တွေတော့တော်တော်လေးကိုများပြားနေခဲ့ဗျ black ကလည်းတစ်ဖက်ကနေပြီးတော့ dash ဖြစ်ဖြစ်ကျွန်တော် sanji ဖြစ်ဖြစ်ကိုပြေးပြီးတော့ကြည်ထားတယ်အဲ့တော့ dash က black ကိုရှောင်ရှားနေရတဲ့အချိန်မှာ yuri အတွက်လော့ကိုရှင်းမှုအတွက်ကတော့တော်တော်လေးကိုအခွင့်ကောင်းတော့ဖြစ်သွားခဲ့ရဗျ yuri အဲ့အတွက်ကြောင့်မလို့လည်းလော့လည်းထိတ်ထောင်းလုပ်ထားနေထားရည်လည်းရှိတယ်ဘောပြန်ကြည့်ရမယ်ဆိုလို့ اللي ا ن ت 百年一比二，三 G 一比二，有了飞鸿，一说苏少，你给他没得追你呀，现在不一样，一说白的，老飞有了乔丹，你得，结果来开车，他那场，那么没得波拉西，没得克莱纳，你得比亚。哥，别人都说，抛了他，他来嘛就纽扣，哥们都来来嘛，找那路没梅西呢，你那你就冲瓦给比亚。PS7，Channel Channel，你 get 的帅没路，找瓦里西你得，利亚嘛，罗飞鸿你那，姚明那么 tight 走呀。嗯，姚明太罗，没搞清楚你他都酷，找罗飞鸿，一说别人不他，你他妈罗艾丽达，别人罗几年，苏丹伢嘞，DJ 你嘛罗，这粉丝多，别人看了都要搞你没得啊。哦，别人有别艾迪谁的？ oh လေးချက်ကဖလက်ကပီ7 DB89 ကြားလာမခဲလစ်စပရင် Yuko Six Strong ကဖြစ်နေသေးပဲဒီချိန်မှာ Fair Gone အနေနဲ့ကောင်တာအတက်တစ်ခုတော်တော်လေးတော့တက်တော့ဝင်သွားခဲ့ပြီဗျာမိက3 team ပါထပ်ပြီးတော့ target ထားနေတဲ့ Elite Black ပြန်လည်ပြီးတော့ defend mode အတွက်ကတော့ကြိုးစားအောင်မယ် Yuri timing 2 second ဆိုတဲ့အနေနဲ့တခုမှ Fair Gone သင်းဒီချိန်မှာပြန်ပြီးတော့ fall back ရအောင်မယ်အော် AI Esports တကွာမှားတာနဲ့ Tarant 3တိုင်စားခံလာတာတော်တော်လေးတော့များတယ်ဗျာ Fair Gone Esports အနေနဲ့လက်ရှားရှိတဲ့အခွင့်အရေးကိုတော့လုံးဝလက်လွတ်မခံမဲနဲ့ပြေးတက်သွားခဲ့တာ one way push မှာ ဲကထားရန်ကို20မိနစ်တိုင်မင်းနဲ့ရသွားခဲ့ပြီဗျာ AI အနေနဲ့ဂိမ်းနဲ့မဝမ်းလို့ပြောအမားမျိုးမမားဖို့အတွက်ကတော့လိုမယ်ဗျာဖဲကွန်အနေနဲ့တစ်ချက်ဆိုတစ်ချက်တန်းပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးဘီကတာဝါတွေ objective တွေတောက်လျှောက်ဆိုလို့ပြန်လည်ပြီးယူသွားတယ်ဂိမ်းနဲ့မဝမ်းမှလည်း log objective ကနေစပြီးတော့ AI အနေနဲ့စောက်တီးရတော်တော်လေးကိုခက်ခဲသွားတယ်ဆိုတော့ဒီချိန်မှာတော့ကျွန်တော်ဂိမ်းနဲ့မ3 match point ဆိုတဲ့အနေထားတစ်ခုကိုရောက်ဖို့အတွက်ကလက်ကမ်းမဲ့လိုတော့တယ်ဗျာအဲ့လိုအနေထားတစ်ခုမှ leading point တစ်ခုကိုဘယ်သိရမလဲကျွန်တော်စတင်ပြီးယူသွားမလဲတောက်လျှောက်ဆိုသလို on fire ဖြစ်လာတဲ့ AI e-sport ပဲတိတ်ကန်လှုပ်သွားမလားဒါမှမဟုတ်မဲ့ antifeeder ဆိုတဲ့ဖဲကွန်အသင်းပဲ ယ်။ဒါကျွန်တော်တို့ game number 3ကို၄ရက်စပြီးတော့ယူအားမလားဆိုတော့စတင်ပြီးတော့ကြည့်ရှုရပါတော့မယ်။ဟုတ်တယ်ကျွန်တော်တို့ကမြန်မာပြည်ရဲ့ဓာဘီပွဲစဉ်လို့လည်းတင်စားလို့ရတယ်။အမ်မက်ဆာရဲ့ဓာဘီပွဲစဉ်လို့လည်းတင်စားလို့ရတယ်။ Fan Competitors AI Esports 73မိနစ် timing ရောက်တဲ့ဒီဘယ်အသင်းကအများကြီးတာနေရလဲလို့ကျွန်တော်တို့ပြောလို့မရသေးဘူး။နှစ်သင်းလုံးကတကွာမှားတာနဲ့စားခံမဲ့ပုံစံမျိုးပြ။ရှိမှလည်းတောက်ရှောက်တောက်ရှောက်တွေကျွန်တော်ဒါမျက်နှာချင်းဆိုင်တွေးခဲ့မှုတဲ့အသင်းနှစ်သင်းဖြစ်တဲ့အနေအထားတစ်ခုချောင်းတော့ခြေလက်တလန်းချင်းစီစပယ်တစ်ခွက်ချင်းစီတန်းအရေးရေးပါနေတဲ့ပွဲတစ်ခုပါပဲ။ Destiny နဲ့ Mountie Shocker လေးကတော့မသုံးရသေးဘူးဗျ။ Law Objective ကိုဖဲကောအနေနဲ့ dance floor အတွက်ကိုဂျိန်းစီပေါက်ကိုတော့သုံးဖြတ်လိုက်ပြီတစ်ခါကနေပြီး AI အသေးအနေနဲ့ဝင်ရထားတဲ့အလျောက်ပဲ retribution မှာ the same key law of jetty ကိုတော့ရောက်အောင်ယူထားပါသေး Yuri ပြန်လည်းရုံးသွားဖို့အတွက်စူးစမ်းနေတဲ့ defend base ဆိုရင်မဟုတ် dance ပြန်ပြီးတော့ပဲအဆုံးသက်ခဲလိုက်ပြန်ပြီဗျာအဲဒီချိန်မှာတော့ကျွန်တော်တို့က online မှာတော့ leader သွား rush ဖို့စူးစမ်းမယ်လေမလွယ်တဲ့အနေထားတစ်ခုမှနောက်ကတော့ပြန် forward လာတယ် 知道伢来唱的，旁边边起也咪是路线来唱的。伊 <noise> 说，德范某的雷奥罗的建立的他的股票，反光伊说，阿姚罗玩味不行，他们说都德佬没雷嘛，没个传染到西门的个股票。旁边来唱边起的范某的福门把建立的又是一桩十干二三的。反光你那早林拍下白布的好几年，奥马罗三 G 阿丽达，昨边罗白玩转的你的股票，奥马罗三 G 阿丽达，最近个老来的阿七嘛，奥马罗三 G 阿丽达，最近个老来的阿七嘛，伊阿伊托个罗潮流罗。 အခက်ခဲဖြစ်သွားစေခဲ့ပြီဗျာဟုတ်တယ်အပေါ်လည်းမက်ဂါတရန်လည်းဖဲကွန် e-sport ထမယာယူလိုက်နေတယ်ပဲ AI e-sport နဲ့၃ယောက်ထဲနဲ့ယူပြီးတော့ထွက်လာပြီ၄ယောက်တဖက်မှုလို့ရှိမှာ manipulation ပြန်ခင်းထားသေးတယ် defense ကို AI ဆိုပြင်နေဟိုးနောက်မှာတော့ black ဆက်ပြီးတော့ကြာတယ် emo day လေးဗျာနောက်မှာ PA7 တောင်းချက် manipulation ပြန်ခင်းနေရသော်ညာလေးဒီဘက်ကဖဲကွန် e-sport ပြားတယ်တော်လေးတော့နာနေခဲ့တာဗျာ wave တွေစတိုက်ပါလာနေတာတခု UD လည်း defense base လုံးဝမရှိတော့ဘူးဆိုတော့အလျောက်မှာတော့ gain number 3 fagon esport အနေနဲ့ကတော့ leading point ကိုစတင်ပြီးတော့ယူသွားခဲ့ပြီပဲဖြစ်ပါတယ် fagon esport ဒီအချိန်မှာတော့ AI eSport ကိုတော့ကျွန်တော် Lady Boy ပြန်လဲရယူလာရင်းနေမယ်ပွင့်လင်းပြောရလို့ရှိရင်ဒီအချိန်မှာ DK